နိုဝင်ဘာ28ရက်နေ့2025မိုးကုတ်ကနေ period တွေစုတ်ခွာနေကြပါမိုးကုတ်အချိန်ဤနောက်ဆုံးတင်းတွေကိုကျွန်တော်ပြောပြပြီးမှဖြစ်တယ်မိုးကုတ်နဲ့အတူရှမ်းမြောက်ဒေါ်လန်ကြီးနိုင်ငံကြီးအချိန်တွေရှမ်းမြောက်နဲ့တဆက်ဆက်တဲ့အညာဒေါ်လန်ကြီးဆက်ဆက်ဖြစ်စဉ်တွေဘာတွေဖြစ်နေလဲရွေးကောက်ပွဲအပီး ရေကောက်ပွဲကျင်းပပြီး2025ဒီဇင်ဘာဇန်နဝါရီလာမယ့် April မှာလွတ်တော်ခေါ်မဲ့အချိန်အတွင်းမှာစစ်ကိုအနိုင်မတိုက်နိုင်ရင်တော့ပလိုင်းထက်ကြမယ်။ဒါပြောချင်တာ။ဒါပေမဲ့နိုင်ငံရေးတော်လှန်ရေးဆိုတာကမျက်စိတမိတ်လက်တပြတ်အတွင်းမှာပြောင်းပြန်လှန်လောက်ပြောင်းလဲသွားတဲ့အခြေအနေမျိုးတွေလည်းဖြစ်တတ်တယ်။ တဖက်မှာလည်းကြားဖြန့်အရေးနဲ့ကိုယ်လေဘင်းကိုကြိုးကွင်းစွတ်ခံရတော့မယ်အချင်းဒီကိုမင်းအောင်လိုက်စုပ်စုပ်ခံနေရတယ်ဒီနေ့ဆိုရင်ကံဘလူဝါတဝနေမြည်တဲ့အထိတော်လိုင်းတက်တွေဝင်တိုက်တဲ့သတင်းကိုလည်းကျွန်တော်ပြောမယ်ဒါမဲ့ဟိုဘက် allergy review channel မှာပြောမယ်ဒီမှာတော့အဓိကမိုးခုအခြေအနေနဲ့ရှမ်းမြောက်တော်လင်ရေးဒီဇိုင်းပေါ့ဗျာမရယာစငူးပတိန်ကြီးတကြောရဲ့အခြေအနေရဲ့ PDF တွေအတွက်အန်တရာယ်ရှိလားနောက်ကြည်တွေပွင့်နိုင်လားဒါမှမဟုတ်တော်လိုင်းတက်တွေပြန်လဲမိုးကုတ်ကိုသိမ်းပိုက်နိုင်ဖို့စူးစမ်းမလားလက်နက်ကင်ထားတဲ့တက်တွေဒါအချက်ခံခံရတယ်ဆိုရင်ပြည်သူကတော့ပြောပွဲရမရှိဘေးလို့ရပြေးနေရပြီဒါကိုအဓိကပြောမှာဖြစ်ပါတယ်အဲ့တော့ဒီခဏိမှာ လုံးဝကြည်မဖောက်ဘူး DNL ကတားမြစ်တယ်စစ်တပ်ကစစ်တပ်ဟာ မုတ်ကုတ်ကိုဝင်လာရင်ကြည်မပေါက်ဖို့ DNL ဘိုင်းခေါင်းဆောင်ဘိုက်ကတားမြစ်ထားတယ်လို့ဆိုပါတယ်အဲ့တော့ဒီဖက်စစ်တပ်ကိုတော်လန်နေတဲ့တော်လန်ကြီးတက်တာတော်လန်ကြီးတက်ပါဆိုတဲ့သူတွေကဒီစစ်တပ်ကြီးဝင်လာတာကို ကြည်ပြီး မပြစ်ကဘူးမခက်ကဘူးမတိုက်ကဘူးဆိုတော့အခြေအနေမှာရင်ထဲမှာဘလို့ခံစားနေရမလဲဆိုတာကိုမှန်းဆကြည့်လို့ရတယ်အန်တချိတ်ချိတ်ပေါ့ဗျာ ဒါပေမဲ့ကျွန်တော်တို့မသိနိုင်တဲ့အတွင်းမှာဖြူဝါတွေတော့ရှိနိုင်ပါတယ်စကောင်စီတက်တွေလည်းမိုးကုတ်ကဝင်သာဝင်လာရတယ်တံပုတ်တွေတရွတ်ရွတ်ပါပဲဗျာကျွန်တော်စိတ်ထင်တော့ရုပ်တရက်လက်တပြက်ဆိုတာမျိုးကြီးဖြစ်လာနိုင်တယ်လို့ကျွန်တော်ယူဆတယ်သို့တော့စီရေးဆိုတာကြိုပြောလို့မကောင်းဘူးအဲ့တော့ လက်ရှိ TNN ကလက်လွတ်ဖို့သဘောတူထားတဲ့ထဲမှာမှစစ်တပ်ကိုပြန်လဲခေါ်သွင်းမယ်ဆိုတဲ့အချက်ကတော့ကျင်းတည်သွားပြီ။တက်ရင်းလိုက်ဝင်လာမယ်ဆိုတဲ့အခြေအနေတွေတွေ့ရတယ်။အော်တိုဘတ်26ရက်နေ့ထွက်မယ်။30ရက်နေ့အပီး TNN တက်တယ်ထွက်မယ်။လက်ရှိ viewer ဂုံးတွေကနေရှိတယ် PDF အကုန်လုံးနောက်ဆုတ်ကြည်မပေါက်ရ။ဒါအမိတ်ပဲ။ TNN ထုတ်ပြန် အဲ့တော့လက်ရှိမှာတော့ဒေတာခန်ဒေါ်လာရေးတက်တွေနဲ့ကင်းတောက်တွေရဲ့စစ်တပ်ရဲ့လှုပ်ရှားမှုမှန်တယ်များကိုစောင့်ကြည့်နေတဲ့အခြေအနေရှိပါတယ်။ဖော်ရောလန်းစုံဘက်ကတော့မဖြစ်နိုင်ဘူး။မြို့ရဲ့အရှိချမ်းရှမ်းလန်းစုံတကြောကနေစစ်ကြောင်းဝင်လာဖို့ရှိတယ်လို့သိရပါတယ်။ DLAD ဝတ်စုံဝတ်ပြီး DLAD TNL ရဲ့ယူနီဖောင်းတွေဝတ်ပြီးပေါ့ဗျာနော်။ ဘုကုမျိုးတွေမှာလဲ့လဲသွားလာနေတဲ့တည်င်းကတော့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။အဲ့တော့မျိုးတွေမှာတော့သူတို့အရဝတ်တွေနဲ့သွားလာနေတဲ့နေရာတွေရှိတယ်။စိုးမိုးဂုံးတွေမှာတော့စစ်တပ်ကနေရာချပေးနေပြီ။လာကုံ30ရင်းနေဆိုတည်နေလေအပီးထွက်မယ်။အဲ့ဒီရက်အထိကြီးမပေါက်ရဘူး။သူတို့ထွက်သွားပြီးရင်တော့စော်ဘလော်တင်းရင်လည်းတင်းပါဘူးဗျာ။ပြောရင်တော့ပြောဖို့နေနဲ့စောပါသေးတယ်။ဒီအလေပြောင်း အချိုးကွေကြီးတစ်ခုလုံးဟာမဟာမိတ်မပြတ်ကြီး ဒေါ်လန်တက်တွေရဲ့ဂုံတိတ်ခါဒေါ်လန်ကြီးရဲ့ဂုံတိတ်ခါကလိန်တက်တွေကလည်းအားလုံးရေစာမိပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကတိုက်မယ်မတိုက်ဘူးဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးနေမီဒေတာပထဝီဘီဝါကိုကြီးတဲ့အခါကျတော့မိုးကုတ်နဲ့နေမီချင်းဆက်နေတဲ့မရရာတစ်ခုလုံးကိုဗတ်စစ်တက်ကစုံမထားလိုက်ပါပြီရှင်ကူးကိုလည်းစစ်ကြောင်းတွေထိုးမဲ့အခြေအနေရှိပါတယ် အဲ့တော့မရေအနောက်ချမ်းရွာအနေငယ်ပဲရှိတော့တယ်တမျိုးလုံးစစ်တပ်အစိုးမသွားပြီဒါပေမဲ့တခုထူဆန်းနေတာကပြည်သူတွေကိုချော့ပြီးတော့စီယုံနေတယ်မရေကိုမဲဆန္ဒနိုင်ပြီးကြီးညာမယ်လို့လည်းသိပါတယ်မရေကနေစစ်ကြောင်း၄ကြောင်းထိုးပြီးတော့မရေကိုသိမ့်ပိုက်လိုက်တာဖြစ်တယ်စင်ကူးဘက်ကတော့အရှိတောင်ကျန်းကဒတ်ချင်ရွာကိုရောက်နေပြီဆိုတော့ အချီနေတည်ရတယ်။အဲ့တော့ချုပ်ပြောရရင်တော့မိုးကုအချီနေကတော့ဖက်စစ်တပ်တွေလာမဲ့တနင်းကုန်တွေနေမှာတရားနယ်လေးအပြီးဆုတ်ခွာသွားမယ်လို့သိရပြီ။တနင်းကုန်တွေရဲ့နောက်ပိုင်းကိစ္စတွေကတော့ကျွန်တော်တို့လည်းတဆန်ဆန်နဲ့စိုးရင်တကြီးနဲ့စိတ်ပူစွာနဲ့ကျွန်တော်တို့ PDF တွေကိုတတိမျက်ချင်မပြတ်ကြည့်နေပါလေ။ စုံစမ်းနေပါတယ်ထောက်လှမ်းနေပါတယ်ဓာတ်တူမှာပဲ DNA လေးထွက်သွားပြီးရင်တော့ရှာမလားမချဘူးလားလို့ခင်ဗျားတို့ဘယ်လိုမြင်လဲခက်ခဲပေမဲ့လှုပ်ဆောင်နိုင်လိမ့်မယ်လို့ရှုပ်ကြည့်ရှမ်းမြောက်ရဲ့တော်လန်ရေးအခြေအနေဟာ MNDE DNA လေးနှစ်ခုနောက်ဆုတ်သွားတဲ့ပုံမှာမူတည်ပြီးတော့ရှမ်းမန်းစစ်စင်ကြီးလေရက်ဆိုင်သွားကြရပါ တရုတ်ရဲ့ကြားဖြန့်ခေါင်းစဉ်အောက်ကမီးစိမ်းပြလို့ဝင်တိုက်မင်းအောင်လိုင်ကိုအပူကျော်တိုက်တယ်တိုက်ပွဲတစ်ခုနောက်အနေနဲ့ပဲကျွန်တော်တို့မြင်ရမလားစစ်အာဏာရှင်အမြင့်ပြတ်ချိန်မုန်းကြီးတိုက်ပွဲတွေလို့ယူဆရမလားအချိန်ကြီးကတော့လက်ရှိမှာတော့ DNL ရဲ့ MND ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ များစွာပြစ်တင်မှုဝေဖန်မှုမချေနှက်မှုအဲပြည်သူလူထုတွေကအာဘယ်လိုခေါ်မလဲ TNL အပေါ်မှာစိတ်ပြတ်တာတွေတော့ကျွန်တော်ကြားနေရတယ်လို့ MNDA ကိုလည်းစိတ်ပြတ်သွားတာကိုတွေ့ရပါတယ်။တော်လိုင်းနဲ့ပြည်သူယုံကြည်မှုဆိုတာကရှင်နေငါတသားတွေပါ။တော်လိုင်းကြီးမှာပြည်သူလူထုရဲ့ယုံကြည်မှု မရှိတော့ဘူးဆိုရင် နိုင်ငံအဆင့်စစ်တပ်ပါဆိုတဲ့မင်းအောင်လှိုင်လူကောင်ကူးတော်တော်လန်ခံရတာကြံတဲ့တာမညာညောင်ညတွေအတွက်ကတော့ပြောပွေရမရှိပါဘူးသို့ပေမဲ့ကာလဒေတာအချီနီပယောက လူပုတ်ကိုဒါတွေကိုကျွန်တော်တို့တည်တည်ချာချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်စစ်ပွဲဆိုတာအတိုးဆုံးအဖြစ်ပေါ်နေဗျာ ။နောက်ပြီးတော့မဟာပြွာမြောက်စစ်ပွဲလား။လက်နက်ခေယံကြီးစံရိတ်ခါလမ်းကြောင်းတွေရော။အဆစအရာရာတော့တော့ဆရပြီမဲ့။သိမ့်ပိုက်ထားတဲ့နေမြေတွေကိုပြန်ပေးတာကတော့တတိုင်းကြီးလုံးမကြိုက်ဘူးပြို။ဘာလို့လဲဆိုတော့သွေးနဲ့သိမ့်နေတာဟု။သွေးတွေချွေးတွေပေးဆက်ပြီးတော့သိမ့်ခဲ့ရတဲ့နေရာတွေကိုအလွယ်တကူငါတို့ပြန်ပြီးလိုက်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ဆိုရင်နောက်ထပ်တိုက် ပွဲတွေ နောက်ထပ်တိုက်မယ်တိုက်ပွဲတွေမှာပါဝင်မဲ့ကျွန်တော်တို့တော်လိုင်းကြီးရဲဘော်တွေဟာဒီတိုင်းသားတွေနဲ့မာမိတ်လုပ်ပြီးတိုက်ပွဲဝင်ကြရင်တို့ကတိုက်ပြီးရင် ပြန်ပေးမှာလားမသိဘူးဆိုတဲ့အတွေးဝင်အောင်စိတ်ရောကြသွားပါမယ်ဒါတူမြေပြန်ဗမာတပ်ပေါင်းစုကြီးမြေပြန်ဗမာအညာတပ်ပေါင်းစုဟာစုစုစီစီတော့ဖွဲ့မထားပေမဲ့ ဟန်ချက်တော့ညင်နေတယ်ဗျာကာတူးပြောင်းတော့ဒီလုံးပြောင်းနေချာပြီအဲ့တော့အညာ PDF တီအညာမှာဘလူးစစ်ချောင်းဆိုပြီးတော့ဘလူးကကနေရတယ်တတ်မှ3 3လို့စစ်ချောင်းနေ high high line defend high line defend နေဒီကောင်းကြီးကလုံးဝစစ်ရေးစစ်သွေးပြေးွားတဲ့ကောင်းကြီးကိုတတ်မှလိုက်ဖြုတ်ချစစ်ချောင်းလိုက်ဖြူချနိုင်တဲ့အခြေအနေကိုတော့တွေ့နေရခင်ဦးမှာအင်အားတရာကြောက်ရတဲ့စစ်ကောင်စီစစ်ချောင်း 80သိရှစ်ရောက်မာရသွန်ရွှေဘူဝက်လက်စစ်ကြောင်းဖြတ်တီးနိုင်တယ်ပုံစံ9កောင်သိတယ်အညာသားတွေအရန်အသက်နဲ့ထတ်တူမမောလာတဲ့စစ်လက်နက်တွေခဲနေတပုံတပင်ကြီးရခဲ့တယ်နိုဝင်ဘာ23မှာဆိုရဲခင်ဦးဝက်လက်တည့်ရထဲချတာဟုတ်ပါမလားလို့ဆက်စစ်ကြည့်တော့ဟုတ်တယ်ဗျမော်လိုက်မှာဆိုရင်တင်းကစစ်စင်ကြီး ပြူတွေပြည်သူစစ်တွေတရားကြုံပြူတွေပြည်သူစစ်တွေ ਨੇ ကြားကန်ရတဲ့ကြားကန်နေရတဲ့စစ်တပ်အတွင်းမှာလိုက်စားမှုတော့ကြီးကြီးမားမားဖြစ်နေတာကိုလည်းတစ်ဖက်မှာတွေ့ရတယ်တနိုင်ငံလုံးမီးပတ်ရှို့နေတဲ့နိုင်ငံတဝန်းလုံးမှာမီးရှို့ခံရတဲ့အိမ်ပေါင်း36000ကျော်စကိုင်းမာတွေ33000လောက်ရှိတယ်အညာသားတွေတင်းပြီဗျအဲ့တော့ အညာသားတွေတီးလို့မြက်ဖြူလန်နေတဲ့စစ်ကြောင်းတွေရှမ်းမြောက်မှာလက်နက်ချခဲ့တဲ့ဝက်ဘလူးမျိုးမင်းထွေး နာမကတိုင်းမှုဆိုတဲ့ကောင်ပြန်ခန့်နေအဲ့ဒီပြန်ခန့်နေဆိုရရစစ်လက်မကောင်းတဲ့မျိုးမင်းထွေးခန့်ပြီးကလေးကဖက်စစ်တပ်တပ်သားတွေလေတိုက်တာနဲ့ပြေးလန်းရှာတော့တာပဲပီဒီကဝင်လာပြီဆိုတော့နဲ့ပြေးဖို့စဉ်းစားရတဲ့အခြေအနေဖြစ်လာတယ်အဲ့တော့အခုလည်းမျိုးမင်းထွေး စစ်ကြောင်းလိုက်ပြုတ်တာတွေနဲ့ပတ်သက်ပြီးစုံခုံစစ်ဆေးရာထူးချနေတယ်စစ်ကြောရေးဝင်နေတယ်လို့ကျွန်တော်အကြမ်းမြင်သိရပြီးတော့နောက်ထပ်မျိုးမီထွေးနေရကိုဝင်လာတဲ့កောင်ကတော့စာရွက်ပေါ်မှာပဲစစ်တိုက်တက်တဲ့စီဦးသီးတက်ကတူကြောက်အုပ်ဘူချုကျော်သူရလို့ကြားရတယ်။တက်မှာတုံတုံတက်မှာမူလေဖန်စီစစ်ကြောရေးဝင်နေလို့ကြားရတယ်။အဲ့တော့ PDF ပေနဲ့တိုက်တာနဲ့တိုက်တိုင်းရှုံးနေတဲ့စစ်ကြောလိုက်ပြုတ်နေတဲ့အခြေအနေ တခါမောတော်မှာ မောတော်မြို့ကိုကင်နယ်လေး PDF ပူပေါင်းတက်တွေသိမ့်ပိုက်ပြီးနောက်ပိုင်းမှာကန်ရန်တိုင်းကန်ရန်တိုင်းတိုင်းမူဘူချုပ်ကြော်ကြော်ဟန်ပါစုံခုဖွဲ့တာတယ်ဒုတိယငုံချုပ်ဒီဇော်ဝင်းမြင့်ကျူးစီအရာရှိချုပ်လေးလေရင် ပြန်တမ်းမှုတွေကို short ချဖို့တင်ပြတာတာဝန်ကနေဖယ်ရှားခံရရတယ်လို့သိရတယ်အဲ့တော့ပြောချင်တာကဖက်စစ်တပ်ဘက်မှာလည်း ရွေးကောက်ပွဲလုပ်မယ်ဘာလုပ်မယ်ဆိုတော့အတန်ကောင်းဟစ်နေပင်မဲ့လက်ရှိသူတို့စစ်တပ်ကြီးတစ်ခုလုံးဟာကြောက်ခရက်ဖယူဖယဲမတိမငိဖြစ်နေတာကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ကြဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒါမျောလင်းချက်ပေးနေတာမဟုတ်ဘူးနိုင်ငံလုံးဆိုင်ရာတော်လှန်ရေးတခွင်လုံးရဲ့စစ်မျက်နှာတွေကိုကြည့်မယ်ဆိုရင်တော့အတိုးအဆုပ်အဖိအပေါအနစ်အမြင့်အတက်အကျဘုံလုံးတလဲငံပြန်တလဲတော့ရှိမှာ ရမ်းမြောက်မိုးကုတ်နဲ့တဆက်ဆက်တည်းရှိနေတဲ့မန္တလေးရှမ်းမန်းစစ်ကွင်တရုတ်ရဲ့ PR အောက်မှာ DNL MNDE တို့မုန်းချက်နေတယ်လုံးဝရုံထွက်လို့မရတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတယ်အဲ့ဒီတက်တွေကတရုတ်ရဲ့နဖားချိုးထိုးခံလိုက်ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲ့တော့ဒိမ့်ပိုက်တာတဲ့မြို့တွေကို ပြန်ပေးပြီးတော့ မျက်နှာပြောင်တိုက်သစ်စင်းချိုးချိုးနေတာပေါ့ဗျာတေဂျာရာကစစ်တပ်ဟာအင်အားတောင့်တင်းဗန္နာဝီတွေစိတ်ကြိုက်တုံးတရုတ်ဘက်ကင်ပေးပြီးတော့ဘလူသွားသွားစစ်မျက်နှာများဟုလုံလောက်စွာစီမံနိုင်စွမ်းအနိုင်ယူနိုင်စွမ်းမရှိတော့ပြူတာကတော့ပြူလိုက်ပါမယ်မပြူခင်အတွင်းမှာလိုက်စားနေပြီဆိုတော့ကျွန်တော်တို့ တောက်ခံထားဖို့ပဲလိုတယ်ဆိုတဲ့အခြေလို့တုံ့တက်မိတယ်အဲ့တော့ပြင်ပဖီအားနဲ့တိုးဖောက်မှုကဟန်ချက်ညီရင်ဒီဒေါ်လာစစ်ကနိုင်ပါတဖက်မှာလည်းနိုင်ငံတကာကြားပြန့်အရေးခင်းကြီးနဲ့မင်းအောင်လိုက်စစ်တပ်အုပ်စုတစုလုံးကိုလယ်ပြင်ညှက်ခံထားရတယ်မရှိရှိတဲ့အခြားကပြည်သူလူတွေရဲ့ထောက်ခံအားပေးမှုတွေမိုးကုတ်ဆိုရင်မိုးကုတ်ကိုကာကွယ်ဖို့အတွက်တော်လာတောင်းနဲ့ချီပြီးတော့ပြည်သူကဝုန်းကနေလှူဒန်းကူညီခဲ့ကြတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ ဒီပွဲမှာကျွန်တော်တို့ဇွဲပဲပြောချင်တာကတော်လိုင်း9နှစ်တာကြာပြီ9နှစ်တာကြာပြီဘာမှမဖြစ်သေးဘူးတော့မဟုတ်ဘူးငါလူလို့လုံနေတဲ့လူတွေတော်တော်လုံနေတယ်လို့မင်းအောင်လိုင်းကျင်ဆိုးတယောက်ကလည်းမျက်ဖြူစိုက်နေတာကစည်ရဲတစ်ခုတည်း မဟုတ်ဘူးလေမင်းပေါ်တားတင့်ခံရပြီလေမင်းကိုကြိုးကွင်းစုတ်ခံရတဲ့အခြေအနေမျိုးတွေ တောင်ရင်မြင့်ကန္နာတလျှောက်ကကြားဖြန့်ကိစ္စပဲ။အဲ့တော့တော်မိုင်းစစ်ခွင်မှာလည်းဒီတိုင်းပါပဲ။ချစ်သူတို့ဘူပိတို့နော်စောဆန့်အောင်တို့စောစတီတို့ကိုစစ်တပ်ကထိုးကျွေးလှုပ်ချင်တာလှုပ်ခွင့်ပေးတဲ့အပေါ်မှာကြားဖြန့်လုပ်ငန်းကြီးနဲ့ကင်းပြီးနဲ့တပီနယ်လုံးအပါဝယ်ညမာပြည်တပီလုံးကူးဆက်လာတော့မကတကဘာလုံးကလူတွေကိုဒုက္ခပေးနေတဲ့အခါကျ US ကမနေနိုင်လို့ဝင်ပါတော့အခုဘာဖြစ်လဲသိလားဂျာဖြတ်နဲ့ပတ်သက်ရင် American dollar 25တန်းကိုဂျာဖြတ်ကောင်းဆောင်တွေကိုဖမ်းပေးပါဖမ်းရင်ပေးပါမယ်လို့ American ကအစူကြီးထုတ်တာနာမည်မတက်သေးပါ နောက်တစ်ဆင့်ဟာနာမည်တက်ခံရပါလိမ့်မယ်ဘသူမဲပေါ့မလဲဂျေဦးပေါ့မလဲဆိုတော့ကတော့စောင့်ကြည့်ရမယ်အချင်း ိုးပြိုတာကိုထမ်းလန့်နဲ့ကာလို့မရပါဘူးမြန်မာတပီလုံးမှာကြားဖြတ်နေကိုမွေးမြူကြားဖြတ်နေရောက်ရှိကြားဖြတ်နေလွှမ်းမိုးပြီးတကဘာလုံးကပြည်သူတွေကို လိန်လယ်နေခြင်းရဲ့ရှီတောက်မြင့်ဟာဖက်စစ်မင်းအောင်လိုင်းစစ်အုပ်စုဆိုတာလုံးဝငြင်းလို့မရပါဘူးအဲ့တော့တစ်ဖက်မှာကရင်နီစစ်ခွင်ကြီးအောင်ကရင်နီစစ်ခွင်ကို KNDF အပါဝင်ကလာဒတာ အဆရှိတဲ့တပ်ပေါင်းစုကြီးကကောင်းကောင်းထိန်းထားနိုင်တာကိုတွေ့ရတယ်။ဗစ်စစ်တပ်ကုံစားနိုင်နော်ရှမ်းမြောက်စစ်ကွင်မှာတော့ DNL နဲ့ MNDAA ကစစ်ကောင်စီရဲ့နှစ်ပါးချိုးတရုတ်ရဲ့နှစ်ပါးချိုးအထိုးခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာတော်တော်အားလျော့သွားတယ်ရှမ်းမန်းစစ်ကွင်ပြတ်သွားတယ်။အချင်းဤတဲ့ဇုံလုံးကိုရလတ်ဖြစ်အဆုံးသက်ပေးနိုင်တာကတော့ ဂျာဖြန့်တရုတ်တို့စားခဲ့တဲ့ဂျာဖြန့်ဟာစစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင် BGF အပါဝင်စစ်ကောင်စီကိုထောက်ခံတဲ့ပြည်သူစစ်တွေ DGB လိုတပ်ဖွဲ့မျိုးတွေကိုဘုံဘုံလဲအောင်ရိုက်ချိုးနိုင်တဲ့အခြေအနေမျိုးတော့ရောက်ရှိလာပါပြီအဲ့တော့တရုတ်ကအကန့်အသတ်နဲ့ ထောက်ခံနာပြီးအကန့်သက်အချင်းတာတစ်ခုရှိပါတယ်။မင်းအွန်လိုင်းဆေးအစုရွေးကောက်ပွဲလုပ်ပါ။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရပါမယ်ဆိုတဲ့အပေါ်မှာမင်းအွန်လိုင်းဟာသူလုပ်ချင်တာလုပ်ပါတယ်။တစ်ချက်နောက်တစ်ချက်ဟာတပ်ဖြတ်မှုတွေနဲ့အဲဒီမရင်းချင်းမှုတွေအပြစ်မဲ့ပြည်သူတွေဘုံချင်းမှုတွေနဲ့ပတ်သက်ပြီးတော့လေဒါဟာတရုတ်ကပေးတဲ့လက်နက်ပစ္စည်းတွေလို့ကဘာကြီးကလက်ညှိုးထိုးတဲ့အချိန်မှာ တရုတ်ဟာမင်းအောင်လှိုင်ကိုတတိပေးပါတယ်ဒါပေမဲ့မရက်ဘူးလှုပ်ချင်တာလှုပ်ပါတယ်အဲ့တော့ပြောချင်တာကတရုတ်နဲ့မင်းအောင်လှိုင်ရဲ့ဆက်ဆံရေးအနေငယ်အေးဆက်လာနေပါတယ်အဲ့တော့ဒီရပိုင်းမှာမင်းအောင်လှိုင်ဖက်စစ်ဆုပ်ဆိုတာဘာနဲ့ကစားပြလဲဆိုတော့ဘီလာရုအာနာရှင်အလဇနာလူကာရှန်ကိုမွေမာ29ရက်နေ့မှာနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ် ဖိတ်ခေါ်တဲ့အချိန်မှာ SU30 တိုက်လေရင်၃စီးနေပါ ချန်ရန်ကြိုးဆိုတယ်လို့သိရပါတယ်ဆိုတော့ရုရှားနဲ့တရုတ်ဂျာမန်ဂျာညက်နိုင်တဲ့အခြေအနေမျိုးဗက်ဆစ်စိုးစုခံနေရတယ်လို့တပတ်မှာတော်လိုင်းကြီးစစ်မျက်နှာတွေကိုမနိုင်မနှင်းဖျို့ဖျဲဖြစ်မှုတက်တွင်းလှိုက်စားမှုပြိုကျမှုဒါအပြင်မှာ ရန်ကြောက်စရာကောင်းတဲ့ကိစ္စကကင်းပြည်နယ်တောင်ပိုင်းကြားဖြန့်တွင်တဲ့ကိုအမေရိကန်ရဲ့ same center strike ဆိုရယ် already shindy ဝင်လာတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒါကတော့ကျွန်တော်နိုင်ငံရေးစီရီအတွဲဆက်ကိုကျွန်တော်ပြောပြတာပါတနက်ကြောင်းဝါကကွန်ပျူတာခလုံများနဲ့ ကဘာကြီးကိုလိမ့်လေလှဲ့ပြားတဲ့သူတွေဘဝပြက်အောင်လှုပ်ပြီးသူတို့အကျိုးစီးပွားအတွက်နဲ့နိုင်မောင်စော်လိုလူမျိုးစုလက်စွပ်ကြီးပြီးခုနာပဲခင်ဗျားတို့မတွေ့ဘူးလားအင်တာဗျူးမှာအဲ့တော့ကဘာကြီးကတန်ခတ်ပါလိမ့်မယ်လောကကြီးကတန်ခတ်ပါလိမ့်မယ်မယုံမရှိပါနဲ့ခနာလေးတော့ကျွန်တော်တို့တောင်းခံထားပြပါဓမ္မနဲ့အာရမတိုက်ပွဲမှာတရားမျှတမှုနဲ့မတရားမှုတိုက်ပွဲမှာ 阿德玛哈，贝鲁马，奶油通身，美食吧。卡拉德库，青年的库马达，广场塔尼比梅，路德迈特肖马，阿马苏雷，马泰亚穆，阿奈亚尤通身，美食家。抽烟耶。摩哥嘎，皮利弗伊，苏夸，比尼亚。为什么通塞耶尼，阿比苏夸米？ sorry နိုဝင်ဘာ30ရက်နေ့အပီးဆုတ်ခွာမယ်တင်းတယ်တက်တယ်ဆုတ်ခွာပြီးရင်ဘာဖြစ်နိုင်လဲလက်ရှိတော့ရှမ်းမန်းစစ်ခွင်ကြီးပြတ်သွားတယ်မရီယာစင်ကူးတကြောလုံးဖက်စစ်တပ်ကပြန်လဲတိမ့်ပိုက်ထားနိုင်တယ်မိုးကုတ်မြို့ကိုဖြူဝါမြောက်ဝိုင်းဝန်းပိတ်ဆို့ထားနိုင်တဲ့အခြေအနေမျိုးနဲ့မိုးကုတ်မြို့ထဲကိုဖက်စစ်တပ်တရင်လိုက်ရှမ်းလန်းဆောင်ကဝင်လာဖို့ရှိနေတယ်နံပါတ်1 ရှမ်းမြောက်ရဲ့တော်လန်ကြီးနဲ့စစ်မျက်နှာအခြေအနေတွေကတော့ပြည်သူလူထုစိတ်ပြက်စရာအခြေအနေဖြစ်ပါတယ်။ဒါမဲ့အညာမြေမှာတော့တော်တော်စော်နေတယ်ဗျ။အညာသားတွေရဲ့အမျက်ဒေါသကိုဒီတစ်ခေါက်တော့ဘတ်စစ်ထက်ခံစားရလိမ့်မယ်ချင်းတယ်။တစ်ဖက်မှာမျက်စပစ်ထားခံရတဲ့ထောင်ထဲသို့ခြေတလန်းကြားဖြန့်အရေးကလည်းမရောက်လိုက်ဘက်စစ်တက်အတွက်အသက်ရှူကြံနေ ပရင်စစ်ခွင်မှာလဲ KNU ကိုကြားပြန့်ခေါင်းစဉ်အောက်ကအထင်းတိုးထက်နေပေမဲ့လက်တလုံးမှာ DKBA ရဲ့မူရေးစေဝါစက်ယုံကြီးတောင်ပေါ်ထွက်လာနေကဘာတရခံများကဘာရာဇဝိတ်ကောင်များအဖြစ်တတ်မှတ်ခံရနိုင်ချေကနီလာနှစ်ခုပါတစ်ခုကမူရေးစေဝါနောက်တစ်ခုကလက်ရှိအင်မတန်တကူထွားနေတဲ့ကြားပြန့် ီကောင်းစဉ်အောင်နှစ်ခုကကဘာယာဆွေကောင်းများအဖြစ်ဘသူတွေတတ်မှတ်ခံရမလဲဘသူတွေဘာတွေလုပ်နေလဲဒီအကြောင်းတွေကိုအတွင်းကြကြမြန်မာပြည်သူလူထုသိရှိကြောင်းကဘာကို ပြတာတဲ့အနေနဲ့ကောမတ်မှာရှိပြပါစုငွေ25တန်းကို ကြားဖြန့်ခေါင်းဆောင်တွေဖမ်းမိပေးမယ်လို့ထုတ်ပြန်ခြင်းရဲ့နောက်ဆက်တွဲတစ်ခုအနေနဲ့ မင်းအောင်လိုင်းကိုဖမ်းမိရင်ဒေါ်လာ25သန်းပေးမယ်ဒီလိုအခြေအနေမျိုးရောက်အောင်ရန်ကုန်ကမန္တလေးကကရင်ပြည်နယ်ကမြဝတီကကြားဖြန့်လောင်ကစားယုံနဲ့မွေးစေဝအခြေအနေတွေကိုကဘာကတိအောင်ကျွန်တော် YouTube channel အောက်မှာ comment ကရေးထားပေးခဲ့ပါဒီ channel ဟာ worldwide ကိုသွားနေတဲ့ international စာတန်းထိုးပြီးတော့ အင်္ဂလိပ်စာတန်းထုတ်ပြီး international တင်ပြမှုပုံစံကိုကျွန်တော်တဖြည်းဖြည်းပြောင်းလဲဖို့စူးစမ်းနေတာဖြစ်တဲ့အတွက်အကူတွေကအချက်လက်တွေစုပြီးကဘာကြီးတန်းတရင်ပို့ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်